င်္ဂလာပါ Bash Family YouTube Channel နဲ့ Facebook Page နဲ့ပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့မှာမတုံးပြတော့တဲ့ Webbing Cream ကိုဒီတိုင်းထားရင်ပျက်စီးသွားမယ့်အတူတူဒီ Webbing Cream ကနေပြီးတော့ကျွန်တော် Butter ဘယ်လိုလုပ်လို့ရလဲဆိုတော့ပြပေးပါမယ်။အဲဒီအပိုင်းမှာကျွန်တော်တို့ Butter တွေကဝယ်လို့မရတဲ့အခါအဲအခုအတွက်အသုံးလို့နေနေဆိုလို့ရှိရင်ဒီလို Webbing Cream တွေကနေလေကိုလိုချင်တဲ့ Butter ကိုထုတ်လို့ရတယ်ဆိုတော့ကျွန်တော်ပြပေးခြင်းနဲ့လည်းပါတယ်ဗောနော်။ အဲ့တော့ကျွန်တော်ဒီမှာဘူးသုံးဝက်လောက်ရှိတဲ့ whipping cream ကိုထည့်ပြီးတော့ hammer jar နဲ့ရိုက်လိုက်တာပါအဲ့တော့ကျွန်တော်က whipping cream ကို temperature 1 2 Celsius ကျန်းမှာပဲတင်ထားတော့ကျွန်တော်တော့အားတော့ဒီမှာ whipping cream ကပြတ်တာရှားတာပေါ့နော်ဒါမှမဟုတ်ကျွန်တော်လုတ်ပြပေးလိုက်တာပေါ့နော်အဲ့တော့ Celsius ကတေချာလေးတင်ထားတာမှန်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ whipping cream ရိုက်တဲ့အခါ quality ကောင်းကောင်းရပါတယ်3မိနစ်4မိနစ်ကြာလောက်ဆိုရင် whipping cream quality တေချာကောင်းကောင်းလေးရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုပို့ပြီးတော့ရှေ့ဆက်ပြီးရိုက်လိုက်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီ crane တွေက smoke ဖြစ်နေတာနေပြီးတဖြည်းဖြည်းနဲ့စပြီးမာလာမယ်မာလာပြီးပါလို့ရှိရင်နိုးနစ်ရောင်လေးတွေကနေတဖြည်းဖြည်းနဲ့ကျွန်တော်တို့အဲဘတ်တာပေါ့နော်ထောပတ်ကဲအရောင်ဘက်ကိုစပြီးပြောင်းလာမယ်အဝါဘက်ကိုပို့တန်းလာမယ်ပေါ့နော်ပို့တန်းလာမယ်ပြီးရင် crane ရဲ့အရောင်ပို့ပြီးတော့ရင်လာမယ်အခုမြင်နေရတယ်လို့ပေါ့နော် ခရင်ကတိတ် smooth မဖြစ်တော့ဘူးအရှိမကျွန်တော်ပြရတဲ့အနေထားမှာဆိုရင် smooth ဖြစ်တယ် quality ကောင်းကောင်းလေးဖြစ်နေတဲ့အနေထားနဲ့တဖြည်းဖြည်းနဲ့အဲနည်းနည်းလေးစပြီးတော့မာလာမယ်အယောင်လေးရင်လာမယ်အဲဒီကနေမှတဖြည်းဖြည်းဆက်ရိုက်ရင်ရိုက်ရင်လည်းအဝါဘက်ကိုပိုတန်းလာမယ်ခရင်ရဲ့ဒီအသားစီတွေတဖြည်းဖြည်းနဲ့အဖက်အဖက်လေးတွေစကွဲလာလိမ့်မယ်နောက်ပိုင်းအထက်ထက်အရည်တွေကွဲထွက်သွားမယ်အရင်နဲ့အာကျွန်တော်တို့ဒီထောပတ်နဲ့ကွဲသွားမယ်ပေါ့ အဲ့လိုမျိုး꿰သွားရင်အရေးတွေကိုအာဖယ်ထုတ်လိုက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဒီအာဘတ်တာကိုပဲကျွန်တော်တို့စုပြီးတော့အာရေခဲရေထည့်ထားတဲ့စလုံးထဲမှာကျွန်တော်တို့အာအထဲထဲကရေတွေကုန်သွားအောင်ညှစ်ထုတ်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ရေခဲရေတွေကိုစိမ့်နေဆိုတာကကျွန်တော်တို့ဘတ်တာကိုအာမပြော့အောင်ပါနော်။ကျွန်တော်တို့လူခန္ဓာကိုယ်အပူချိန်နဲ့ထိလို့ရှိရင်သူကအရေးပြောတာပါနော်။အပူတန်းရှိတယ်လူက။အဲ့တော့အဲ့လိုမျိုး အရင်ပြောရင်ကျွန်တော်ကန်ရမ်းခတ်တာပေါ့အဲ့လိုကန်ရမ်းမခတ်အောင်လို့ရေခဲရည်တွေကိုစိန်ပြီးတော့အာအမားတက်ကလေးရလာတဲ့အနေအထားမှာကျွန်တော်တို့အထဲထဲမှာကြံနေတဲ့ရည်တွေပေါ့နော်အဲ့တော့ကြံနေတဲ့ရည်တွေကိုညှစ်ထုတ်ရင်းနဲ့ကြစ်ကြစ်ကလေးဖြစ်သွားအောင်လို့ကျွန်တော်တို့ကအာရည်တွေကိုပြန်စိန်လိုက်ညှစ်လိုက်ရည်တွေကိုပြန်စိန်လိုက်ညှစ်လိုက်အဲ့လိုမျိုးလုပ်ပေးရအောင်အဲ့တော့လုံရင်းနဲ့တပြေးရင်းနဲ့အထဲထဲကရည်တွေထွက်သွားပြီးကုံသွားပြီဆိုတဲ့အနေအထားမှာကိုလိုချင်တဲ့အတုံးပုံစံလေးတွေကိုပုံသွင်းပြီးတော့အာတင်ထားလိုက်လို့ရပြီပေါ့နော် အဲဒီနီးလေးကကျွန်တော်တို့အဲဒီတိုင်းပဲပြည့်စည်သွားမဲ့ whipping cream တွေကိုကျွန်တော်တို့အတွက်အသုံးတည့်တဲ့ tomac လေးပြန်ပြီးတော့ခွဲထုတ်လိုက်တာပြပေးတာဖြစ်ပါတယ်အဲ့တော့လွယ်လွယ်ကူကူပဲလုပ်လို့ရပါတယ်အဲ181 gram ကျွန်တော် ပြန်ရပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့ plastic wine နဲ့ပဲဖြစ်ဖြစ်ကျွန်တော်အာဘေကင်းပေပါလေးနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ပတ်ထားလို့ရတယ်ပြီးရင်ရေခဲတက်တာတွေခဏထည့်ထားလိုက်မာဝါလိုက်မယ်အခုမာဝါတဲ့ဟာကိုကျွန်တော်လှီးပြမယ်အထက်အနေထားဘယ်လိုရှိလဲပေါ့နော် ော်ဒီနည်းလေးကိုကြည့်ပြီးတော့ကိုယ်စီမှာပုံနေတဲ့ဝင်းပင်းခရင်လေးကိုကိုယ်အတွက်အသုံးတဲတဲ့ဆွဲတဲ့ဘက်တာဘယ်လိုထုတ်လို့ရလဲဆိုတော့ဘူးဒရန်နေနဲ့ရရှိသွားလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာမုတ်လုံးနည်းတွေရောမုတ်လုံးနည်းနဲ့ပတ်သက်တဲ့ဘူဒရန်တွေတင်ပေးနေတာရှိပါတယ်စင်ပြမဲ့ဆိုရင် like and subscribe လေးလုပ်သားပေးပါနောက်ဗီဒီယိုတွေလည်းတင်ပေးနေမှာမို့လို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာအားလုံးကိုကျေးဇူးတင်ပါတယ်